နော်ဂျီအင်းရလေမသွာချင်ကိုလေးမသွာဘူးအာကျွန်တော်ကံပေါင်ဘေးဆိုတဲ့အနေထားလေးပေါ့နော်ကံရည်ပြင်ကနေဖြတ်တိုက်လာတဲ့လက်ဆက်တဲ့လေလေးတွေကိုရှူရှာရမယ်ဆိုတဲ့အနေထားလေးမှာဇွဲပင်တောင် view လေးနဲ့အဲတော်တော်မိုက်တယ်ဒါကကျွန်တော်တို့ပြောနေကြဒုတိယကံတာယာဆိုတဲ့အနေထားလေးဖြစ်ပါတယ်တောင်ကလေးရှာတော့ဖော်လာတဲ့ကံပေါ့နော် ဆိုတော့ကဒီကံရဲ့ဘေးမှာတကွက်ငုတ်သေးတယ်ကုံလည်းမြင့်သွားသေးတယ်တော်ယုံတန်ယုံရေကြီးတယ်ဆိုလို့ရှိရင်ရေမရောက်တဲ့နေရာဖြစ်ပါတယ်ဆိုတော့ကဒီရချံလေးပေါ့နော်မျက်နှာစာပေ40အနောက်ကိုကျွန်တော်တို့အနေနဲ့ပေ100ဆိုတဲ့နေသားလေးမှာတိန်300ပပလေးနှိမ့်နိုင်ပေးမယ်လို့ပြောပါတယ်ဆိုတော့ကခြံနေသားလေးဘလို့ရှိလဲကျွန်တော်လိုက်ပြမယ် ကဲဒီတော့ကခြံနေထားလေးပေါ့နော်တို့မှာဂုံလေးပါတက်နေအဲဂုံတက်ရအောင်ပြတာဆိုတော့ဒီခြံဖြစ်ပါတယ်မျက်နှာစာကျွန်တော်တို့ပေ40အနောက်ကိုပေ100လက်ရှိအနေထားတစ်ချက်ရှိုးပေါ့နော်ဒါကကျွန်တော်တို့ရွာထဲမှာရှိတယ်ဒါလေးကိုပါယူရွာလို့ပြောပြောကျွန်တော်တို့လှကမြင်ရွာလို့ပဲပြောပြောပြောလို့ရတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဟာမြောက်လေမြူးနေပြီเนาะတော်တော်လေးအေးချမ်းနေပြီ တပုံကျင်းမှာလည်းအိမ်တွေအများကြီးရှိတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်။ကိုချန်လေးကတော့ဒီကန်ထောက်လေးမှာပေါ့နော်။တော်တော်လေးตายရပါတယ်။ဆိုတော့ဒီလိုမျိုးအနေထားမျိုးမှာဒါက3300။မိတ်ဆွေတို့စဉ်းစားကြည့်။နှိုင်းရှင်ကြည့်။ဘယ်နေရာနဲ့နှိုင်းရှင်မလဲနှိုင်းရှင်လို့ရတယ်။ဒါကဒီဘက်ကန်ဘက်ခြမ်းမှာနေရှင်တဲ့သူတွေအတွက်ဒီလိုမျိုးဈေးတန်းလေးတစ်ခုရှိသလိုဒီဘက်ခြမ်းလေးမှာက3300ပတ်ချလဲဆိုတာဒါပုံမှန်ဈေးပဲ ဆိုတော့ဒီလိုမျိုးအနေထားလေးကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့တောင်ကလေးလို့ပြောမလားတောင်ကလေးရေကန်ဘေးကန်တာယာနှစ်ဘေးဆိုတဲ့အနေထားလေးမှာရှိတဲ့ channel လေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်